ိတ်မကောင်းစရာအဖြစ်ပျက်ခြင်းတစ်ခုကတော့အိန္ဒိယနိုင်ငံကိုလိုက်ခတ်လိုက်ပါပြီ။လူနေရာကျော်လောက်ရဲ့အသက်ကိုနှုတ်ယူပစ်လိုက်တဲ့ဖြစ်ရပ်ကပြီးခဲ့တဲ့ဇွန်လ12ရက်နေ့နေ့လယ်တနာရီနဲ့38မိနစ်မှာဖြစ်ပျက်ခဲ့ပါတယ်။ဒီလိုစိတ်မကောင်းစရာတွေကြားတဲ့ကနေပဲဒီဖြစ်စဉ်ရဲ့အစအဆုံးကိုသိရတော့တင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယလေကြောင်းလိုင်းရဲ့လေယာဉ်နံပါတ် AI171, Boring 787, 8 Dreamliner ဟာအမတာဘတ်မြို့ကနေလန်ဒန်မြို့မှာရှိတဲ့ Gatwick လေဆိပ်ခီးစဉ်ကို စတင်ထွက်ခွာလာခဲ့ပါတယ်။ဒီလေယာဉ်ပေါ်မှာဆိုရင်ခရီးသည်ပေါင်းက230ပါဝင်နေပြီးတော့အိန္ဒိယလူမျိုး169ယောက်၊အင်္ဂလန်လူမျိုး53ယောက်၊ပေါ်တူဂီလူမျိုး9ယောက်နဲ့ကနေဒါလူမျိုး1ယောက်ပြင်လေယာဉ်ဝန်ထမ်း12ယောက်ကတေမင်းရဲ့မရဏခရီးစဉ်သွားရာလက်မှတ်တစောင်းကိုမှာဖြတ်မိခဲ့ကြပါတယ်။အိန္ဒိယစံတော်ချိန်နေ့လယ်တနာရီနဲ့38မိနစ်မှာပဲအမတာဘတ်လေဆိပ်ကနေစတင်ထွက်ခွာခဲ့ပြီးမြင့်ထွက်ခွာပြီးမိနစ်ပိုင်းအတွင်းမှာပဲလေယာဉ်မှူးစီကနေ အရေးပေါ်မေဒီအချက်ပြမှုကိုရခဲ့ပါတယ်။အဖြစ်ပြက်တွေကအရန်ကိုလင်းမြန်ခဲ့ရပြီးမျက်စိတမိတ်တွင်မှာပဲမေဂနီနဂါရက်ကွက်အထူလျန်နဲ့ရိုင်ယန်မက်ဆေးဆိုင်တန်းတွေကြားထဲကိုလေရင်တစ်ခုလုံးထိုးဆိုင်သွားခဲ့ပါတယ်။ဒီနေရာကတော့ BJ စေပညာကောလိပ်ကျောင်းဖြစ်ပြီးတော့ကျောင်းသားတွေရဲ့အဆောင်ပြီးတော့ကန်တင်းရှိတဲ့နေရာလည်းဖြစ်နေခဲ့ပါတယ်။အခုချိန်ထိအလောင်း၂၄လောင်းကိုပြန်ရထားပြီမြေခမန်းတွက်ချက်မှုတွေရာလေရင်ပေါ်မှာပါလာတဲ့ခရီးသည်တွေနဲ့ လရင်ဝန်ထမ်းစုစုပေါင်း241ယောက်အပြင်မြေပြင်မှာရှိနေတဲ့ចောင်းသားတွေပါစုလိုက်မယ်ဆိုရင်တော့တေဆုံးသူလူရေပေါင်းက290ကျော်မယ်လို့လည်းခန့်မှန်းထားပါသေးတယ်။ဒီလိုအဖြစ်အပျက်ထဲမှာကန်တရားရဲ့ဖိမမှုကိုခံခဲ့ရပြီးလက်မတည်လေးလုခဲ့ရတဲ့အဖြစ်အပျက်တွေလည်းရှိနေပါသေး။အဲ့ဒါကတော့ခုနှစ်မတ်11အိမ်မှာလိုက်ပါလာတဲ့ဘေရှဝတ်ကူမာရာမက်လို့ခေါ်တဲ့အသက်40ရွယ်အင်္ဂလန်နိုင်ငံသားတစ်ယောက်ကထိခိုက်ဒဏ်ရာတွေကြားထဲကနေလွတ်မြောက်လာခဲ့တဲ့ဖြစ်ရပ်ပါပဲ။ သူရဲ့ထွက်ဆိုချက်တွေရာပပတ်လင်မှာတေဆုံးသူတွေရဲ့ခန္ဓာကိုယ်တွေဝိုင်းနေခဲ့ပြီးတော့အရေးပေါ်ထွက်ပေါက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကနေတဆင့်ထွက်ပြေးလာခဲ့ရတယ်လို့လည်းမီဒီယာတွေကဖွင့်ရခဲ့ပါတယ်။နောက်ထပ်အသက်ရှင်နိုင်တဲ့သူတွေလည်းရှိနိုင်သေးပေမဲ့အခုချိန်ထိတော့တရားဝင်ထုတ်ပြန်ထားတာမျိုးတွေမတွေ့ရသေးပါဘူး။နှစ်ထပ်အမြင်ရှိတဲ့တိုက်ပေါ်ကနေခုံချပြီးတော့မှလွတ်မြောက်လာခဲ့တဲ့စေချောင်းသားတဦးရဲ့အဖြစ်ပြက်ကိုလည်းသူရဲ့မိခင်ရာမီလာကနေတဆင့်သိထားရပါသေးတယ်။လေရင်ပေါ်ကိုလိုက်ပါသွားတဲ့သူတွေထဲမှာ VJ ရူပါနီဆိုတဲ့ ဂူဂျာရက်ပြည်နယ်မြို့တော်ဝန်ဟောင်းလည်းပါဝင်သွားခဲ့ပါတယ်။သူကိုလွန်ခဲ့တဲ့1956ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့သူရဲ့မွေးဖွားရာစတီကအိန္ဒိယနိုင်ငံမဟုတ်ဘဲနဲ့မြန်မာနိုင်ငံရန်ကုန်မြို့မှာမွေးဖွားခဲ့လို့လည်းသိခဲ့ရပါတယ်။အခုပြကြသွားတဲ့လေယာဉ်ကို Boring Company ကထုတ်ထားတာဖြစ်ပြီးသူရဲ့ model ကတော့787 Dreamliner ပါ။ပြီးခဲ့တဲ့2014ခုနှစ်ကလေးကနေအိန္ဒိယလေကြောင်းလိုင်းအတွက်ပြေးဆွဲပေးနေပြီးတော့စုစုပေါင်း17နှစ်ခွဲတိတိကြာပြီဖြစ်တဲ့လေယာဉ်မျိုးစားလေးဖြစ်ပါတယ် ဒီမတော်တဆမှုကဘိုရင်းကမ္ပဏီကထုတ်လိုက်တဲ့ Dreamliner အမျိုးအစားရဲ့ပထမဆုံးလေယာဉ်ပြက်ကျမှုဖြစ်ပြီးခရင်းစင်ပေါင်း၅တန်းကျော်ကိုပြန်တမ်းပြေးဆွဲပြီးနေပါပြီ။ဒီလေယာဉ်ကိုဦးစီးရတဲ့လေယာဉ်မှုတွေကလည်းအတွေ့အကြုံရင့်ကျက်နေကြပြီးတော့နှစ်ယောက်ပေါင်းပြန်တမ်းချိန်ကနိုင်ပေါင်း9300ကျော်ရှိတဲ့ဝိုင်းရင့်လေယာဉ်မှုတွေပါ။လေယာဉ်မတော်တဆမှုကြောင့်အကြီးကျယ်မိလောင်ကျွမ်းမှုကိုဖြစ်ခဲ့ရပြီးတော့မှစေချောင်းသားအဆောင်အပါဝင်ပပတ်လေနေရာတော်တော်များများမှာလေရင်ကနေပဲထွက်လာတဲ့အပျက်စီးတွေကလည်းပြင်းထန်နေခဲ့ပါတယ်။ လေရင်အမိပိုင်းကလည်းအဆောင်အုံတစ်ခုရဲ့ခေါင်းမိုးပေါ်မှာအခုချိန်ထိရှိနေသေးတော့မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီ UK ဝန်ကြီးချုပ်နဲ့ Charles ဘရင်သရီကနေဒါသမ္မတနဲ့ပေါ်တူဂီသမ္မတတို့အသီးသီးကခန်းစားချက်တွေကိုဖော်ပြဖို့အတွက်စကလုံးတွေပျောက်နေခဲ့ရကြောင်းအသီးသီးထုတ်ပြန်ထားခဲ့ကြပါတယ်ဒီထဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းလုံလို့ရတာမှန်သမျှကိုညီနိုင်တာမှန်သမျှကိုလည်းချက်ချင်းကူညီသွားမယ်ဆိုပြီးတော့မှဖွင့်ရထားပါသေးတယ်ဒီမတော်တဆမှုဖြစ်စဉ်မှာအဲ့ဒီနေရာလေကြောင်းလိုင်းရဲ့ပိုင်ရှင် တာတာဂရုကလည်းသိဆုံးခဲ့ရတဲ့လူတယောက်ချင်းစီအတွက်ယူရို16000ကိုပေးသွားမယ်ပြင်ကိုလက်ရှိဈေးရုံမှာကုသမှုခံယူနေတဲ့တယောက်ချင်းစီတိုင်းအတွက်လည်းဈေးကုသမှုစီအားလုံးကိုကြားခံသွားမယ်ဆိုပြီးတော့မှတရားဝင်ကြေညာရင်းနဲ့ဆုံးရှုံးမှုအတွက်ကိုတောင်းပန်ထားပါသေးတယ်။အခုဆိုရင်တော့အိန္ဒိယနိုင်ငံရဲ့လေကြောင်းစုံစမ်းစစ်ဆေးရေးဘျူရိုကလည်းအမေရိကန်နဲ့ UK ကနည်းပညာလူအားအထောက်ပံ့တွေနဲ့လက်ပေါက်ကတစ်ဆင့်စစ်ဆေးမှုတွေကိုစတင်လှုပ်ဆောင်နေပါပြီ။ ။တိမ်မကြခင်အချိန်တွင်မှာတော့ဘာကြောင့်မတော်တဆဖြစ်ရလဲဆိုတာရဲ့အကြောင်းရင်းမှန်ကိုသိခွင့်ရတော့မှာပါ။ဒီဖြစ်ရက်ကဆယ်စုနှစ်တခုအတွင်းမှာဆိုလို့ရှိရင်အိန္ဒိယသမိုင်းအတွက်အစိုးရဆုံးလေကြောင်းမတော်တဆမှုအနေနဲ့စည်ရင်းဝင်သွားခဲ့ပါပြီ။1932ခုနှစ်ကလေးကစတင်တည်ထောင်ခဲ့တဲ့အိန္ဒိယရဲ့လုံခြုံစိတ်ချမှုစည်ရင်းကလည်းဒီဖြစ်ရက်ကြောင့်အောက်ဆုံးကိုထိုးကျသွားခဲ့ရပါပြီ။ပြီးခဲ့တဲ့2010ခုနှစ်တုန်းကမက်ဂလွန်မှာဖြစ်ခဲ့တဲ့ခရီးသည်158ယောက်ရဲ့အသက်ဆုံးရှုံးခဲ့ရမှု 2020ခုနှစ်ကပါရီမှာဖြစ်ခဲ့တဲ့21ရောက်ဆုံးရှုံးမှုနောက်ပိုင်းမှာဆိုရင်ဒီဖြစ်ရပ်ကတော့အကြီးမားဆုံးမတော်တဆမှုတစ်ခုအနေနဲ့မှတ်တမ်းဝင်ခဲ့ရပါတယ်။အခုလက်ရှိအခြေအိန္ဒိယနိုင်ငံရဲ့လေယာဉ်ရောင်းဝယ်မှုလုပ်ငန်းစဉ်ကကမ္ဘာပေါ်မှာတတိယအကြီးဆုံးဖြစ်ပြီးတော့ဒီထက်လည်းထပ်တိုးလာဖို့ရှိနေသေးတဲ့အချိန်မှာဒီလိုဖြစ်ရပ်ကနောက်ကိုဆယ်လမ်းလောက်ပြန်ဆုပ်လိုက်သလိုဖြစ်သွားမလားဆိုတာကတော့စိုးရိမ်ရပါတယ်။အိန္ဒိယလေကြောင်းလိုင်းအသက်ဝင်လာဖို့အတွက်ရှေ့ဆုံးကနေဥဆောင်ခဲ့တဲ့ဒုတိယအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ သူကတော့အိန္ဒိယရဲ့အမျော်မြင်ရှီဆုံးစက်မှုလုပ်ငန်းရှင်ပြီးတော့ပရာဟိတသမားတယောက်အနေနဲ့တည်ထားကြတဲ့သူကတော့ဂျီယာဒီတတာပဲဖြစ်ပါတယ်။သူရဲ့အမျော်မြင်တွေနဲ့ခေတ်သစ်အိန္ဒိယနိုင်ငံကိုအုံမြင့်ချပေးနိုင်ခဲ့တဲ့သူပါ။သူရဲ့အကြောင်းအသေးစိတ်ကိုသိကျင်နေဆိုရင်တော့ကျွန်တော်တို့ရွှေနှုတ် app ထဲမှာရှိတဲ့ Beyond the Last Blue Mountain ဆိုတဲ့စာအုပ်ကိုသွားဖတ်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ဘယ်နေရာပဲရောက်ရအောင်မိတ်ဆွေတို့အတွက်ဗဟုသုတတွေလေ့လင်မသွားစေဖို့အခုပဲရွှေနှုတ် app ကို Play Store နဲ့ App Store တွေကနေတစ်ဆင့် download ဆွဲထားဖို့လိုပါမယ်နော်။ ဆိုတော့ဗီဒီယိုကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ဒီလိုလေးရင်မတော်တဆမှုတွေကအခုနေ့စဉ်သတင်းစာတွေမှာခက်စိတ်စိတ်ပြင်းပြင်းလာနေရပါပြီ။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ကဖြစ်ခဲ့တဲ့အဇာဘိုင်ဂျန်လေကြောင်းလိုင်းပြတ်ကြမှု2024ခုနှစ်ဒီဇင်ဘာလ26ရက်နေ့ကတောင်ကိုရီးယားနိုင်ငံဂျေဂျူလေကြောင်းလိုင်းပြတ်ကြမှုနဲ့2025ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာဖြစ်ခဲ့တဲ့လေယာဉ်မတော်တဆမှုစတဲ့အဖြစ်အဆိုးကြီးတွေရဲ့နောက်မှာတော့ အခုဖြစ်ပျက်ခဲ့တဲ့မတော်တဆမှုကအကြီးဆုံးလို့ပြောရမလို့ပါပဲ။ဆယ်စုံနှစ်တခုအတွင်းမှာဖြစ်ခဲ့တဲ့လေရင်မတော်တဆမှုတွေနဲ့နှိုင်းရှင်မဲ့ဆိုရင်တော့ဒုတိယအများဆုံးသေဆုံးမှုအနေနဲ့မှတ်တမ်းဝင်နေပါတယ်။မလေးရှားလေကြောင်းလိုက်ရဲ့ယူကရိန်းနိုင်ငံထဲမှာပြက်ကြားခဲ့တဲ့လေရင်အမှတ်16ရဲ့ခရီးသည်298ယောက်ရဲ့သေဆုံးမှုပြီးလို့ရှိရင်ဒုတိယအနေနဲ့လိုက်နေခဲ့တာပါ။ပြီးခဲ့တဲ့10နှစ်ကြာကာလ2015ခုနှစ်ကနေစပြီးတော့မှဒီနေ့အချိန်ထိသေဆုံးမှုပေါင်းက132ယောက်ကနေ အခုလက်ရှိအချိန်ထိ294ရောက်ထိရှိခဲ့တဲ့လေယာဉ်မတော်တဆမှုပေါင်း6ခုမှာဆိုရင်ဗိုလ်ရင်းလေယာဉ်တွေက9ခုတတိပါဝင်နေခဲ့ပါတယ်။ဒီချက်ကလုံးဝမေကွန်းထုတ်စရာအနေနဲ့ရှိနေပြီးတော့မှဗိုလ်ရင်းမဟုတ်တဲ့တခြားလေယာဉ်တစ်စီးကတော့ Airbus ပါပဲ။ Airbus လေယာဉ်ရဲ့မတော်တဆမှုကလည်းလေယာဉ်ပေါ်မှာဘုံပါသွားတဲ့အတွက်ကြောင့်ဆိုတော့ဒါကိုလေယာဉ်ဆက်ချုပ်ရင်းမှုကြောင့်လို့ပြောလို့မရပါဘူး။ဒါဆိုရင်ဗိုလ်ရင်းလေယာဉ်တွေပြကြခဲရတဲ့အချက်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဂျေဂျူးလေယာဉ်ရဲ့ငှက်အုံနဲ့ရင်ဆိုင်ခဲရတဲ့ပြဿနာရဲ့ ီသီယိုးပီးယားနဲ့အင်ဒိုနီးရှားလေကြောင်းလိုင်းတွေမှာဖြစ်ခဲ့တဲ့ Boring 373 message နှစ်စီးက MCAS software အချို့ရင်းကြောင့်ဖြစ်ခဲ့တယ်ဆိုပြီးတော့မှအကြောင်းရင်းတွေတော့ရှာတွေ့ခဲ့ကြပါတယ်။အခုလက်ရှိမတော်တဆမှုမှာတော့ဘလို့အကြောင်းကြောင့်ဖြစ်ရတယ်လို့မပြောနိုင်သေးပေမဲ့ဒီတစ်ခါကရော Boring Company တွေရဲ့အမားယွင်းတွေကြောင့်ပဲဖြစ်နေအောင်မလားဆိုတာကတော့စဉ်းစားစရာတွေပေါ်လာပါတယ်ရှင့်။ဆိုတော့ပြီးခဲ့တဲ့ Jeju လေကြောင်းလိုင်းရဲ့မတော်တဆမှုမှာဆိုလို့ရှိရင် Boring 737 800ရဲ့တက်တန်းက15နှစ်တတိရှိနေပါပြီ ပြီးတော့ဂျေဂျူလေကြောင်းလိုင်းကပဲဒီလီယင်ကိုစက်ရုံကနေဝယ်ပြီးတော့မှသုံးခဲ့တာမဟုတ်ပဲနဲ့ Ryan Air လေကြောင်းလိုင်းကနေတဆင်ပြောင်းဝယ်ထားခဲ့တာပါမိတ်ဆွေတို့ကိုဒီနေရာမှာတခုရှင်းပြချင်တာကလေယင်တစ်စီးကိုစက်ရုံတွေကနေထုတ်လိုက်တာနဲ့အဲ့ဒီလေယင်ကိုလေကြောင်းလိုင်းတစ်လိုင်းတည်းကပဲတက်တန်းကုန်နေသည့်အသုံးပြုတာမျိုးမဟုတ်ပါဘူးကြားထဲမှာအသုံးပြုနေရင်လည်းတခြားလေကြောင်းလိုင်းကိုပြန်ရောက်တာမျိုးတွေလည်းအများကြီးရှိနေပါသေးတယ်။ပြောရမယ်ဆိုလို့ရှိရင်လေရင်စကန်ရောင်းဝယ်ရေးသဘောမျိုးပါပဲ။ဒါဆိုရင်ပထမဦးဆုံးလေကြောင်းလိုင်းတစ်ခုကသုံးမယ်။ ကြာလာလို့မတုံးကျင်တော့ရင်ပဲဖြစ်ဖြစ်အစ်စ်လဲကျင်ရင်ပဲဖြစ်ဖြစ်ဒီလေရင်အဟောင်းကိုလေကြောင်းလိုင်းအသေးလေးတွေကိုပြန်ရောင်းတာမျိုးတွေလည်းရှိနေပါတယ်။ဒါဆိုရင်လေရင်အဟောင်းကိုဝယ်လိုက်တဲ့ company ကလည်းဒီလေရင်ကိုသုံးမယ်။ဈာထဲမှာမတော်တဆမှုဖြစ်လို့ရှိရင်တော့ဝယ်ထားတဲ့လေကြောင်းလိုင်းကပဲအဓိကတရခံသဘောမျိုးဖြစ်သွားရပါတယ်။ဒီလိုမျိုးအဟောင်းတွေကိုဝယ်လိုက်လို့စစ်ဆေးမှုတွေပြုပြင်မှုတွေမရှိဘူးလားလို့လည်းမေးခွန်းထုတ်နိုင်ပါသေးတယ်။ပြောမယ်ဆိုလို့ရှိရင်တော့ပြုပြင်ထိန်းသိမ်းမှုတွေကလည်းရှိနေပါသေးတယ်။လေရင်တစီရဲ့ပြုပြင်ထိန်းသိမ်းမှုတွေကအဆက်မပြတ်လုပ်နေရတာမျိုးပါ။ လေရင်မြေပြင်မှာရှိနေစဉ်အတွင်းမှာဆိုရင်လေရင်မူးနဲ့ပြုပြင်ထိန်းသိမ်းရေးအခွင့်အသားတွေကလေရင်တစ်စီးလုံးနေရာအနှက်ပြန်စစ်ဆေးပြီးတော့မှလေရင်ရဲ့ပြန်တမ်းမှုအသင်ဖြစ်မဖြစ်ကိုစစ်ဆေးဆုံးဖြတ်ရပါတယ်။ဒီနေရာမှာတော့ ABC check system အကြောင်းကိုပြပြချင်ပါတယ်။ A check, B check, C check or D check လို့ခေါ်ကြတဲ့ဒီလိုစစ်ဆေးမှုတွေကိုတော့ maintenance rebate or overhaul MRO လို့အတူကောက်ခေါ်ကြတဲ့လေရင် workshop အကြီးစားကြီးတွေမှာသာစစ်ဆေးနိုင်တာပါ။ A check နဲ့ B check ကိုတော့အသေးစားစစ်ဆေးမှုတွေအနေနဲ့သိကြပြီးတော့ စီချက်နဲ့ဒီချက်ကိုတော့အကြီးစားစစ်ဆေးမှုတွေလုပ်တဲ့အခါမှာအသုံးပြုပါတယ်။အေချက်ကိုလေရည်မျိုးစားပုံမူတည်ပြီးတော့ပြန်တန်းချိန်နာရီ400နဲ့600ကြာဒါမှမဟုတ်ခရီးစဉ်ပေါင်း200နဲ့300ကြာမှာစစ်ဆေးပြီးတော့မှ ပြုပြင်ထိမ့်သိမ်းမှုတွေလုပ်လို့ရှိပါတယ်။စစ်ဆေးတဲ့အခါမှာလည်းမန်ပါဟာဝါက90ကနေပြီးတော့မှ80ကြာကိုအသုံးပြုကြပြီးတော့စစ်ဆေးချိန်ကတော့ပြန်မြ10နာရီကျော်ကြာတတ်ပါတယ်။ဘီချက်ကတော့ပြန်မြ6လကနေ10လကြာတိုင်းမှာတစ်ခါစစ်လေးရှိပြီးတော့ ဒီစစ်မှာတော့မန်ပါဟာဝါက160ကနေပြီးတော့မှ180အထိအသုံးပြုရပြီးတော့တရက်ကနေ3ရက်ထိကြာမြင့်နိုင်ပါတယ်။ဒီလိုစစ်ဆေးမှုတွေကိုအဆက်မပြတ်လှုံ့ချားမှသာလျင်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုအကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။စစ်ချက်ကတော့လျင်စတင်ပြန်တန်းချိန်မှာစပြီးတော့လာပေါင်း20နဲ့24လကြားထဲမှာစစ်ဆေးရပြီးတော့စစ်ဆေးလို့မပြီးမချင်းလျင်ကဝက်လျှော့ထဲကနေထွက်ခွာလို့မရပါဘူး။ဒီစစ်မှာတပတ်ကနေ၃ပတ်ထိကြာမြင့်နိုင်ပြီးတော့မှမန်ပါဟာဝါကတော့၆၀၀၀ကိုအသုံးပြုရပါတယ်။ ဒီချက်ကတော့ငွေကုန်ကြေးကျအများဆုံးနဲ့အချိန်အကြာမြင့်ဆုံးဖြစ်ပြီးတော့လေရင်တစီရဲ့တက်တန်း6နှစ်ကနေပြီးတော့မှ10နှစ်အတွင်းမှာစစ်ဆေးမှုပြုလုပ်ရပါတယ်။စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်းမှာလေရင်ရဲ့ကိုယ်ထည်စေးသားတွေကအစခွာပြစ်ရပြီးတော့မန်ပါအဟွာကတော့9000လိုအပ်ပါတယ်။ကြာကြည့်ပညာရှင်တွေပါဝင်မှုပေါ်မူတည်ပြီးတော့6လကနေတစ်နှစ်ကျော်ကြာတတ်ပါတယ်။လေရင်အစဆုံးတစားစီဖြုတ်ပြီးတော့မှစစ်ဆေးရကြောင်းမလို့ကြီးမားတဲ့နေရာအကျယ်ဝန်းညပြလာတဲ့လုံသားအင်အားနဲ့လိုအပ်တဲ့ပစ္စည်းကရိယာတွေပေါ်မူတည်ပြီးတော့မှ အနည်းဆုံးဒေါ်လာတန်ခဏန်းထိသွားနိုင်တဲ့အခြေအနေပါဒီလိုငွေကုန်ကြေကျများပေမဲ့လေကြောင်းလိုင်းအများစုကအနည်းဆုံးဒီချက်ကိုနှစ်ခါသို့မဟုတ်သုံးခါဝင်ပြီးမှလေရင်တွေကိုလေရင်တင်းချိုင်းကိုပို့လိရှိပါတယ်ဒီလိုစစ်ဆေးမှုတွေလုပ်နေပေမဲ့မတော်တဆမှုဆိုတာမျိုးကတစိမ့်ကပ်ပြီးတော့လာလေမရှိတဲ့လိုမျိုးမူလီလေးတလုံးရောနေတာကအစအရန်အနေရကြီးမားပါတယ်အခုလက်ရှိချိန်မှာဆိုရင်တနိုင်ငံနဲ့တနိုင်ငံကူတန်သွားလာဖို့အတွက်အားလုံးရွေးချယ်နေကြတာကတော့လေကြောင်းလိုင်းတစ်ခုပဲရှိနေကြပါဘူး ဒီလိုလေကြောင်းလိုင်းကသာကိုယ့်ရဲ့အသက်အန္တရာယ်အတွက်လုံခြုံမှုကိုမပေးနိုင်ဘူးဆိုရင်တခြားဘယ်လမ်းကြောင်းကိုရွေးချယ်ကြမလဲ။ရေကြောင်းလိုင်းနဲ့ကားလမ်းတွေကအချိန်ကြာမြင့်တဲ့အတွက်ကြောင့်မလို့အရင်ကလေးကမရွေးချယ်ခဲ့တာအကြောင်းနေပါပြီ။ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေရင်လမ်းကြောင်းအပြင်ကိုတခြားရွေးချယ်စရာရှိသလားဆိုရင်တော့အခုချိန်ထိတော့ပေါ်မလာသေးပါဘူး။ဒါဆိုရင်ဘိုးရင်းလေရင်တွေဆိုရင်မစည်းဘူးဆိုပြီးတော့မှလှုပ်လို့ရှိရင်လေအခုလက်ရှိလေကြောင်းလိုင်းတွေရဲ့တဝက်လောက်ကဘိုးရင်းလေရင်တွေကကြီးစိုးထားတာပါ အခုပြကြသွားတဲ့လေယာဉ်အမျိုးအစား Boring 787 8 Dreamliner ကလည်း Air India, ANA, United Qatar Airways စတဲ့လေကြောင်းလိုင်းတွေမှာလက်ရှိလေယာဉ်အစီးပေါင်း1100ကျော်ပြေးဆွဲနေပါသေးတယ်။ Boring ကထုတ်တဲ့လေယာဉ်အမျိုးအစားတွေထဲမှာမတော်တဆမှုမဖြစ်သေးတဲ့ model ကိုပြပါဆိုရင် ပြစရာက717တခုပဲပြစရာရှိပါတော့တယ်။အခုချိန်ထိအဲ့ဒီလေယာဉ်အမျိုးအစားကလည်း69စီးပဲရှိပြီးတော့ Delta နဲ့ Hawaiian လေကြောင်းလိုင်းတွေအတွက်ပဲပြေးဆွဲပေးနေတာပါ။ ဒါကတော့ဘိုးရင်းလေရင်အတွက်ကောင်းတဲ့သတင်းတော့မဟုတ်ပေမဲ့သတင်းမှန်ဆိုတာကဖုံးကွယ်ထားလို့မရတလို့ဖြောက်ပြက်ပြစ်လို့လည်းမရနိုင်ပါဘူးအခုလက်ရှိအချိန်ထိတော့ဘိုးရင်း787 8 Dreamliner အမျိုးအစားထဲမှာဆိုရင်ပထမဆုံးပြက်ကြတဲ့မတော်တဆမှုနေနဲ့အဲ့ဒီနေရာလေချောင်းလိုင်းကတော့တမိုင်းတွင်သွားပါပြီဘေးဆက်မှုကလည်းလူနေရာကျော်ရဲ့အသက်တွေကိုစည်သေးခဲ့ရတဲ့အတွက်ကြီးမားတယ်လို့ပြောလို့ရှိရင်လည်းမှားမှန်မထင်ပါဘူး ီနေရာမှာလေရင်စတင်ပြန်တက်တဲ့ပုံစံကိုကြည့်ပြီးတော့မှမူမမှန်တာတွေကိုတွေးခေရတဲ့အတွက်ကြောင့်မလို့ပညာရှင်အမျိုးမျိုးကတော့အယူဆအမျိုးမျိုးကိုဆွေးနွေးနေကြပါတယ်ဒီထဲမှာဆိုရင်ရှရှပပမဖြစ်နိုင်တဲ့အယူဆတရက်လည်းပါဝင်နေပါသေးတယ်အဲ့ဒါကတော့လေရင်ရဲ့ဘိန်းလုံးမသိမ့်တဲ့အဖြစ်နဲ့နှိမ့်ချီမြင့်ချီဖြစ်နေတဲ့အချက်ပေါ်မူတည်ပြီးတော့မှပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကဖြစ်ခဲ့တဲ့ကက်ရှမီးယားဒေသရဲ့နောက်ဆက်တွဲပါကစ္စတန်အခြေစိုက်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လုံရက်များဖြစ်နေမလားဆိုတဲ့အယူဆတွေကလည်းရှိနေပါသေးတယ် ဒါပေမဲ့ Blackbox ကအဖြေတွေကပဲဒီ user တွေကိုငင်းချက်ထုတ်နိုင်မယ်လို့မြင်မိပါတယ်။ကျွေးလင်းခဲ့ရတဲ့အသက်တွေအတွက်ပြောစရာကြံရည်သူမိသားစုတွေအတွက်နှစ်သိမ့်စရာစကလုံးအစနာကတော့ရှာလို့တွေ့နိုင်မယ်လို့တော့မမြင်မိပါဘူး။ဒါဆိုရင်နောက်ဆုံးအနေနဲ့ကတော့မိခွန်းလေးတစ်ခုမေးရင်းနဲ့ပဲနှုတ်ဆက်ချင်ပါတယ်။မိဆွေတို့အနေနဲ့ကရောခရီးသွားဖို့အတွက် အများဆုံးအသုံးပြုနေရတဲ့လေကြောင်းလိုင်းကအသက်အန္တရာယ်အတွက်လုံခြုံစိတ်ချရတဲ့လမ်းကြောင်းတစ်ခုဖြစ်ရှိနေသေးရဲ့လား ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။